ရန်ကုန်မြို့ကဘတ်စကားမှတ်တိုင်2000ဝန်းကျင်ထဲက250ကိုနိုင်ငံတကာအဆင့်မီအဆင့်မြင့်တင်မှုဆောင်ရွက်သွားမယ်လို့ဖေဖော်ဝါရီလ18ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ရက်မှာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ပါတယ်။အများပြည်သူတည်ယူပို့ဆောင်ရေးရင်လိုင်းစနစ်နဲ့ဆက်လင်းတဲ့သတင်းစာရှင်းလင်းပွဲမှာ YBS စနစ်ကိုညှင့်တင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ဖို့လုပ်ငန်းစဉ်တွေပြောကြားရမှာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ကအခုလိုထည့်သွင်းပြောကြားခဲ့တာပါ လက်ရှိမှာအဆင့်မြင့်တင်တာကိုဘတ်စကားမှတ်တိုင်250မှာမကြခင်ရက်ပိုင်းအတွင်းစတင်နိုင်မှုအတွက်တင်တာခေါ်ယူထားတာဖြစ်ပြီးကြော်ညာစနစ်နဲ့အပေးယူလုပ်မယ်လို့သိရပါဗျာ။ကားတွေကိုကုမ္ပဏီပုံစံနဲ့အဆင့်မြင့်တင်ရေးဒုတိယပစ်စင်ကတော့ bus operator တင်းရနေကားတွေကရေလမ်းကြောင်းအတိုင်းသွားနေနိုင်ရေးအဆင့်တစ်ဆင့်ဖြစ်ပါတယ်။ဒီနေရာမှာဖြည့်ဆက်ပြီးအတိပေးလို့လာတော့ကျွန်တော်တို့ဘတ်စကားမှတ်တိုင်250လောက်ကိုကျွန်တော်တို့တင်တာခေါ်ယူထားပါတယ်။ ဒီအင်တာကနေပြီးတော့ကြော်ညာစနစ်နဲ့ကျွန်တော်တို့အပိတ်တစ်ခုလုပ်ပြီးဒီဘတ်စကားမှတ်တယ်ကြီးအကုန်လုံးကို e စနစ်နဲ့ကျွန်တော်တို့ကျင့်သုံးတယ်ကျွန်တော်တို့ပြင်ဆင်သွားမှာဖြစ်ပါတယ်ဒီဥစ္စာကို switch furniture ပုံစံနဲ့ဓာတ်ရဲ့ပရိဘောဂများဖြစ်နေကျွန်တော်တို့ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်ဒါကလည်းမကြာမီရက်ပိုင်းအတွင်းမှာကျွန်တော်တို့စတင်နိုင်ဖို့အတွက်တင်တာခေါ်ယူထားပြီးဖြစ်ပါတယ်တင်တာပိတ်ပြီးဝတ်လာတဲ့တစ်ပြိုင်တည်းဒီတိဆောင်ရေးလုပ်ငန်းတွေဟာစတင်လာမှာဖြစ်ပါတယ်ဒီဘတ်စကားမှတ်တိုင်တွေဟာ အချက်လက်တွေကိုပေးနိုင်တဲ့ master မှတ်တိုင်ရဖြစ်ပါတယ် international acceptance ဘီစောင့်ရသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မှာ master မှတ်တိုင်ပေါင်းနှစ်ခေါင်ဝင်းကျင်ကျွန်တော်တို့ရှိပါတယ်ဒီတဲ့ကနေ150ကိုပထမအဆင့်ကျွန်တော်စောင့်ရသွားမှာဖြစ်ပါတယ်ကျန်တဲ့ master မှတ်တိုင်လေးကိုလည်းကျွန်တော်တို့အဆင့်မြင့်တင်နိုင်ဖို့အတွက်ကြိုးပမ်းစောင့်ရသွားမယ်ဆိုတဲ့အကြောင်းဒါကျွန်တော်အတိအကျလို့ပါ တင်တာပိတ်ပြီးတဲ့အခါမှာတိဆောက်ရေးလုပ်ငန်းတွေကိုစတင်သွားမှာဖြစ်ပြီးအဆိုပါဘတ်စကားမှတ်တိုင်တွေဟာတရင်အချက်အလက်တွေပေးနိုင်မဲ့ဘတ်စကားမှတ်တိုင်တွေဖြစ်ဖို့အတွက်စီစဉ်ထားတယ်လို့ဝန်ကြီးချုပ်ကပြောပါရယ်ဘတ်စကားမှတ်တိုင်250ကို အစင်းညှင့်တင်ပြီးတဲ့အခါမှာတော့ကျန်တဲ့ဘတ်စကားမှတ်တိုင်တွေကိုလည်းအစင်းညှင့်တင်မှုအတွက်ဆောင်ရွက်သွားမယ်လို့ဝန်ကြီးချုပ်ကအဆိုပါသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါရယ်